ူတိုင်းရဲ့နှုတ်ဖြာညဉ့်ညူတဲ့လေးတွေအစင်မပြေတဲ့လေးတွေစိုးရင်တော့ကပူပန်ကြောက်ကြတဲ့လေးတွေကိုခက်ဆစ်စိတ်ကလေးကြားလာရပါတယ်လူတိုင်းရဲ့မျက်နှာပေါ်မှာတော့ကရဲ့ကလေးတွေထင်းနေပြီးမျိုးလုံးတွေမှာလည်းစိုးရင်ပူပန်ရိတ်ကလေးတွေမြင်နေရပါတယ်လူတိုင်းဟာတခုခုကိုစိုးရင်တော့ကရောက်နေတတ်ပါတယ်ဘသူမှစိတ်လွတ်လပ်လို့ပြွှွှင်မနေကြပါဘူး အဆင်မပြေမှုတွေက လူသားရဲ့စိတ်နှလုံးကိုခက်တင်တင်ဖြစ်နေဆွဲဆုပ်ထားပါတယ်။အပြုရှင်တဲ့သူတွေကြားမှာတခါတည်းရင်ကိုကလွတ်လပ်ပေါ်ပါစွာရဲလိုက်မိပြီးရင်တော့အပြစ်ရှိသလိုခံစားမိစေတဲ့အခိုက်အတန့်တွေရှိလာပါတယ်။တကယ်တော့ဘဝဆိုတာအကောင်ရောအဆိုးပါရုံးဝေထားတဲ့တင်းတဲ့ဆောင်ရည်တစ်ခုလိုပါပဲ။အဆိုးကြီးပဲမရှိသလို့ ကောင်းကြီးပဲလေမရနိုင်ပါဘူး။အောင်မြင်မှုတွေချမ်းသာမှုတွေလည်းရနိုင်တယ်လို့အစင်မပြေခြင်းတွေလည်းလွဆုံရှုံးဟာခြင်းတွေလည်းလက်ခံရနိုင်တာပါပဲ။အရှင်ပေပေါ်ကျွေဝါခြင်းဆိုတာပစ္စည်းဥစ္စာငွေကြေးတွေပေါ်ကျွေနေတာမှချမ်းသာခြင်းလို့မခေါ်ပါဘူး။ချစ်ခြင်းမေတ္တာကိုရင်းဆန္ဒတက်ခြင်းစည်စနာရှိခြင်းမုဒိတာစိတ်ရှိခြင်းယေစုတင်တဲ့ခြင်းတွေကလည်းကိုယ်စိတ်ထဲမှာ အရှင်ပဲဝိမှုလို့ရတဲ့ချမ်းသာခြင်းတွေပဲဖြစ်ပါတယ်။ဒါကြောင့်ချမ်းသာအောင်နေပါ